မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသေးကကင်ဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဒီဇင်ဘာလ3ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့သဘာဝကပ်ဘေးအနေနဲ့ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဝန်ထဲအကြောင်းနဲ့ခွန်အားပေးတဝန်လာပေးပို့လိုက်တဲ့တဲ့တင် ခေဦးမြို့နယ်မှာမြို့နယ်ပါကာဖာကတိုက်ပွဲအတွင်းတင်းစီရမိတဲ့လက်နက်တွေထဲကတချို့ကိုတိုက်နယ်ပါကာဖာတွေနဲ့ UG ပါကာဖာတွေကိုပေးအပ်ခဲ့တဲ့တဲ့တင်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းကနေဘုံချဲတပ်ဖြတ်မှုကြောင့်တလအတွင်းပြည်သူ45ဦးသေဆုံးခဲ့တဲ့တဲ့တင် အညာမြေတပ်ပေါင်းစုထံတော်လိုင်းရေးတပ်ဖွဲ့နှစ်ဖွဲ့ထပ်မံဝင်ရောက်လာပြီးစစ်ရေးအရှိန်ကိုပုံမမြင့်တင်သွားမယ်လို့အတိပေးလိုက်တဲ့တဲ့ဝလက်မြို့နယ်မှာအကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်တအူအပါအဝင်မိသားစုဝင်၅ဦးသေဆုံးပြီး၄ဦးစိုးရင်ဒဏ်ရာတွေရရှိခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆီဟာနာရှင်တော်လိုင်းရေးဆန္ဒပြလူမှုတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ်ရှင် အင်ဒိုနီးရှားနိုင်ငံရဲ့သဘာဝကပ်ပေးအန္တရာယ်ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဝန်ထဲအကြောင်းနဲ့ခွန်အားပေးတောင်းဝန်လာပေးပို့လိုက်တဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။အင်ဒိုနီးရှားနိုင်ငံရဲ့ဆူမာထရာကျွန်းပေါ်မှာသဘာဝကပ်ပေးအန္တရာယ်ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကဝန်ထဲအကြောင်းနဲ့ခွန်အားပေးတောင်းဝန်လာကိုဒီကနေ့ဒီဇင်ဘာလ3ရက်ရက်စွဲနဲ့ပေးပို့လိုက်ပါတယ်။အင်ဒိုနီးရှားသမ္မတနိုင်ငံရဲ့အာချေမြောက်ဆူမာထရာနဲ့ နောက်ဆူမာတရာစတဲ့ပြည်နယ်၃ခုမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုတွေကြောင့်လူပေါင်း၁တသမ၄သန်းခန့်ထိခိုက်နစ်နာခဲ့ရတာ900နီးပါးပျောက်ဆုံးနေရ900ကျော်အသက်ဆုံးရှုံးတာနဲ့ထောင်ပေါင်းများစွာသောပြည်သူတို့ထိခိုက်ဒဏ်ရာများရရှိခဲ့တာတွေအတွက်ဝမ်းနည်းကြေကွဲရပါတယ်။အဲဒီလိုဆိုင်ကလုန်းစင်ညာအပါအဝင် မုတ်တုံရာတီရဲ့ပြင်းထန်တဲ့မိုးတိထန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ တဘာဝဘေးအန္တရာယ်ကအင်ဒိုနီးရှားနိုင်ငံအတွက်ကြီးမားသောဝန်내ကြေကွဲဖွဲ့ရာဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအ धिक အဟန့်အတားဖြစ်စေတဲ့လမ်းတွေပျက်စီးတာအရေးပါတဲ့ခုနိုးနာကိုတရားလိုတရားတွေအပါအဝင်တရားတွေပြိုကျပျက်စီးတာဆက်သွယ်ရေးကွန်ရက်တွေတက်တောက်တာတွေကြောင့်ပြည်သူတွေသွာလာရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအခက်အခဲကြီးစွာတွေ့နေရကြောင်းကိုလည်းသိရှိရတယ်လို့ဖော်ပြထားပါတယ်။ တချို့သောဝေးလံခေါင်ဖျားတဲ့ဒေတာတွေကိုကယ်ဆယ်ရေးအဖွဲ့တွေစားနပ်ရိက္ခာနဲ့တောက်ရည်လိုအရေးပေါ်ပစ္စည်းတွေအချိန်မီမရောက်ရှိနိုင်မဲပြည်သူတွေအစာရေစာအတွက် ရုန်းကန်နေရတဲ့အပေါ်စိုးရိမ်ပူပန်နေလို့တုံ့ဝန်တော်မှာဖော်ပြထားပါတယ်။ဒီလိုခက်ခဲသော ကာလမှာအမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူတရက်လုံးကအင်ဒိုနီးရှားနိုင်ငံ အစိုးရပြည်သူလူထုနဲ့အတူကိုချင်းစာနာမှုအပြည့်နဲ့ခိုင်မာစွာရပ်နေတယ်လို့ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကုညီဖို့အပတ်တကုတ်ဂျိုးပန်းဆောင်ရွက်နေကြတဲ့ကယ်ဆယ်ရေးလှုပ်သားစေတနာဝန်ထမ်းတွေနဲ့စစ်တီရော်ရဲ့ခွန်အားနဲ့အစွမ်းရည်ကိုလေးစားစွာဂုဏ်ပြုတယ်လို့ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အခုကြုံတွေ့နေရတဲ့ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးထိခိုက်ကြေကွဲရပါကြောင်းနဲ့တဘာဝဘေးအန္တရာယ်ကပ်ဆုံးမှအမြန်ဆုံးကျော်လွှားနိုင်ကအမြန်ဆုံးပြန်လည်ထူထောင်နိုင်ပါစေကြောင်းမျှော်မှန်းရင်းဝန်နေကြောင်းနဲ့ခွန်အားပေးတဝန်တော်ကိုပေးပို့လိုက်တယ်လို့ ဖော်ပြထားပါတယ်ရှင်ခေဦးမြို့နယ်မှာမြို့နယ်ပါကဖားကတိုက်ပွဲအတွင်းသိမ်းဆီးရမိတဲ့လက်နက်တွေတဲကတချို့ကို တိုက်နယ်ပါကဖားတွေနဲ့ UG ပါကဖားတွေကိုပေးရခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းခေဦးမြို့နယ်အတွင်းမှာမြို့နယ်ပါကဖားကတိုက်ပွဲအတွင်းသိမ်းဆီးရမိတဲ့လက်နက်တွေတဲက MA1 တနက်ဆယ်လက်နဲ့ G3 တနက် လေးလက်စုစုပေါင်း၁၄လက်ကိုတိုက်နယ်ပါကာဖရင်နဲ့ UG တွေထံကိုဒီဇင်ဘာ၂ရက်ကပေးအပ်ခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနခေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပါကာဖမှာတိုက်နယ်ပါကာဖကိုလက်နက်တပ်ဆင်ပေးအပ်ပွဲအခမ်းအနားကိုဒီဇင်ဘာ၂ရက်မိုးလယ်၃နာရီမှာပြုလုပ်ခဲ့တယ်လို့မြို့နယ်ပါကာဖကထုတ်ပြန်ပါတယ်။အဆိုပါလက်နက်ပေးအပ်ပွဲအခမ်းအနားကိုမြို့နယ်ပါကာဖတာဝန်ခံပါကာဖဒုတာဝန်ခံအင်အားစုဖွဲ့လေးကျင့်ရေးတာဝန်ခံ ဆက်လက်နက်တာဝန်ခံ ကုကဲတာဝန်ခံဆက်သွယ်ရေးတာဝန်ခံသတင်းတာဝန်ခံပကဖဗန္နာယီပကဖရုံးဖွဲ့မှုနဲ့ပကဖတတ်ဆိတ်မှုတို့မှအတိအသီးဂုံပြုတ်ချင်းနဲ့ပေးရခဲ့ပြီးတိုက်နယ်၁၂၃၄၅ပကဖခေါင်းဆောင်ဒုခေါင်းဆောင်နဲ့အဖွဲ့များ UG ပကဖခေါင်းဆောင်နဲ့အဖွဲ့များသက်ဆိုင်ရာပကဖရဲဘော်များမှအတိအသီးလက်ခံရယူခဲ့ကြပါတယ် အဆိုပါခန်းနာကိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့မှမြို့နယ်ပအဖခေါင်းဆောင်တရားရေးဥက္ကဋ္ဌအကျဉ်းတာဝန်ခံအခွန်တော်အရာရှိဗန္ဒာရေးတွဲပတ်စီပင်လျှက်စစ်တွဲပတ်တယံဇာတဥက္ကဋ္ဌတယံဇာတတွဲပတ်အတွင်ရေမူပအဖယုံဖွဲ့မှုယုံဖွဲ့မှုတွဲပတ်နဲ့မြို့နယ်ပကဖ EC ဖွဲ့များရဲဘော်ရဲမေများအတိအတိတက်ရောက်ခဲ့ကြတယ်လို့မြို့နယ်ပကဖကအတိအပေးထုတ်ပြန်ထားပါတယ်ရှင်။ ဆလဘီဂျမ်ဖတ်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတပ်ဖြတ်မှုကြောင့်တလအတွင်းပြည်သူ45ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အကြံဖက်စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတပ်ဖြတ်မှုကြောင့်တလအတွင်းပြည်သူ45ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့အချက်အလက်တွေအရသိရပါဗျ။နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့အချက်အလက်တွေအရနိုဝင်ဘာလ1ရက်နေ့မှ30ရက်နေ့အထိ နိုင်ငံတော်မှာအကြံဖတ်ဆဲအုပ်စုရဲ့လေချောင်းကနေတိုက်ခိုက်မှုကြောင့်အမျိုးသမီး22ဦးနဲ့အမျိုးသား24ဦးစုစုပေါင်း45ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီသေဆုံးခဲ့တဲ့အထဲမှာအသက်18နှစ်ယောက်ကလေးငယ်15ဦးပါဝင်ပါတယ်။တေဆုံးသူ45ဝန်းနဲ့ရခိုင်ပြည်နယ်က23ဦးနဲ့တေဆုံးမှုအများဆုံးဒေသဖြစ်ပါတယ်။အဆိုပါကာလအတွင်းအတီးပြွံလိုအပ်နေဆဲလေချောင်းတိုက်ခိုက်မှုကြောင့်တေဆုံးရက်သား65ဦးရဲ့ စရင်ကိုလည်းတိချာကောက်ယူစူဆောင်းပြီးအတီးပြုတ်နိုင်ရန်ဆောင်ရွက်နေရလို့ AAPP ကဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နနက်10:40မိနစ်ခန့်ကရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကြောင်ဖိုကျေးရွာကိုအကြမ်းဖက်စစ်အုပ်စုကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအူအပါဝင်အမျိုးသမီး9ဦးနဲ့အမျိုးသား2ဦးစုစုပေါင်း9ဦးဘုံစားထိမှန်ပြီး သေဆုံးခဲ့ပါတယ်။အကြမ်းဖက်စစ်အုပ်စုမတရားဟန္တာသိမ်းတဲ့2021ခုနှစ် ဖေဖော်ဝါရီ၁ရက်ကနေအခု၂၀25ခုနှစ်ဒီဇင်ဘာ၂ရက်အထိအကြမ်းဖက်ဆဲအုပ်စုနဲ့၎င်းတို့လက်ပါစေရေကြောင့်နေဦးတော်လိုင်းရဲ့ကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှှရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ9510ဦးရှိခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွင်ကြီးစောင့်ရှောက်ရေးအသင်း AAPP ကဖော်ပြထားပါတယ်ရှင်။အညာမြေတပ်ပေါင်းစုထံတော်လိုင်းရေးချက်ဖွဲ့နှစ်ဖွဲ့ထမှန်ရန်ဝင်ရောက်လာပြီးစစ်ရေးအရှိန်ကို ပုံပုံမြင့်တင်သွားမယ်လို့အတိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအခြေဆိုင်အညာမြေတပ်ပေါင်းစုထံသို့ပခုတ်ကူခရိုင်အခြေဆိုင်ဖြစ်တဲ့ God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ထပ်မံဝင်ရောက်လာတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ခံကိုဘိုဘိုတန့်စင်ကပြောပါဗျ။ကောက်မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ဟာဒီဇင်ဘာ၂ရက်မှာအညာမြေတပ်ပေါင်းစုတို့ပေါင်းစည်းဝင်ရောက်ကြောင်းလက်မှတ်ရေးထိုးခဲ့တာပါ ရခိုင်အညာမြေတပ်ပေါင်းစုကိုပခုတ်ကူခရိုင်အခြေဆိုင် MU GDF ဇာမနီပြောက်ကြားတပ်ဖွဲ့ James Bond TSD NGF ဒုညီနောင်ပြောက်ကြားတပ်ဖွဲ့၅ဖွဲ့တို့ဟာ2024ခုနှစ်စွန်လ19ရက်မှာမဟာမိတ်အဖြစ်စုဖွဲ့ခဲ့တယ်လို့ဆိုပါတယ်။အညာမြေတပ်ပေါင်းစုကတော့အစည်းအရှိန်ကိုပုံမမြင့်တင်သွားမယ်ဆိုတာနဲ့တပ်ဖွဲ့ဝင်များအားလုံးက ဖက်ဒရယ်အတွက်ဦးလယ်မတုံတာဝန်ထမ်းဆောင်မယ်လို့လည်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်ဝါလက်မြို့နယ်မှာဂျမ်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်တအူအပါဝင်မိသားစုဝင်9ဦးသေဆုံးပြီး4ဦးစိုးရင်တန်းရာတွေရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဝါလက်မြို့နယ်အရှိချမ်းနတ်မော်ဦးရွာတဲ့ကိုဒီဇင်ဘာလ2ရက်နေ့မနက်7:00နာရီ6မိနစ်မှာဂျမ်ဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter အသုံးပြုပြီးပေါင်250ဘုံတိနှလုံးနဲ့လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေက PPTV ကိုပြောပါရယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်တစ်နှစ်ကလေးငယ်တဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ဆိုပါရယ်။သေဆုံးခဲ့တဲ့မိသားစုဝင်၅ဦးမှာဥရန်နိုင်52နှစ်၊ဦးရှိုင်းကို28နှစ်၊ဦးစုံမြက်လင်း24နှစ်၊ဦးမမောင်ဝင်း22နှစ်နဲ့ မတ်ရွှေပုံစံတစ်နှစ်တို့ဖြစ်ပါတယ်။ဒါအပြင်မောင်ဖိုးကံကောင်6နှစ်မောင်ထက်ဝေအောင်14နှစ်ဦးကိုကိုမြင့်39နှစ်နဲ့မတ်တုံတုံချစ်9နှစ်တို့၄ဦးမှာစိုးရင်ရဒဏ်ရာရခဲ့ပြီးပြည်သူနေအိမ်၅လုံးခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်မြစ်ဖြတ်ချီမိုးရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ။ရင်းမပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးတဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆောင်ရေးဟစ်ကြေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လှန်ပြည်သူတွေကလည်းမြေမြင်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြဆောင်ရေးဆန္ဒပြတဲ့ဘက်ကိုနေစဉ်ပြုလုပ်နေကြပါရဲ့ရှင်။ ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။